ကဲဒါတို့ holiday ရက်ရှည်ရတော့မယ်။ဘာပဲဖြစ်ဖြစ်စိတ်ရောလူရောအနားယူဖို့လိုတဲ့အချိန်ဖြစ်နေပြီ။ဆိုတော့ဒီဗီဒီယိုမှာကကြတော့ဘယ်လိုနားယူကြမလဲဆိုတဲ့ tips လေးပါမှာဖြစ်ပါတယ်။မင်္ဂလာပါကျမဒေါက်တာယူရီပါ။ အေးပြကျမကြီးနဲ့အလှပကို knowledge sharing မြန်လုပ်ပေးနေတဲ့လှပကြီးရာဆရာဝန်လည်းဖြစ်တယ်လို့မြို့သမီးကျမကြီးတွေကိုလည်းဘူယူတာမျှဝေပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်။ Rarity မှာသင်တန်းတော့နှစ်ခုရှိရဲ့ပထမတစ်ခုကကြတော့လူငယ်လေးတွေကိုဦးတည်ထားတဲ့တကူရီတန်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါခန္ဓာကိုယ်ကိုဘယ်လိုထိတ်ခဲလို့မလဲဆိုတဲ့အကြောင်းလေးပေါ့။နံပါတ်2ကကြတော့ အာဒီအမျိုးသမီးငယ်လေးတွေဖလာထိုးခြင်းနဲ့လှလဲလှခြင်းနဲ့ဒါပေမဲ့ငွေကြေးချစ်စင်မပြေတဲ့အခါမှာပြီးတော့ဆောင်ဝန်လေးစီကိုလက်လန်းမမီတဲ့အချိန်မှာအပြင်မှာထိုးရင်းနဲ့ဆောင်ဝန်မဟုတ်တဲ့လူတွေနဲ့ထိုးရင်းနဲ့အသက်အန္တရာယ်ဆုံးရှုံးရတဲ့အနေအထားလောက်ထိတောင်းဝန်မယူတဲ့ဘိုင်းနေထိဖြစ်လာတဲ့အချိန်မှာမလိုအပ်တဲ့အဆိုးကျိုးလေးတွေဖြစ်လာကြတာပေါ့နော်အဲ့တော့သူတို့လေးတွေအတွက်ဒီလိုမျိုးမဖြစ်အောင်ဆိုပြီးတော့ အခြေခံ knowledge sharing ကိုဒါလို့ပေးထားတာဖြစ်ပါတယ်ဒီ class လေးကို join ကျင်နေဆိုရင်တော့ Facebook ကို Dr. Yuri လို့ share လိုက်ပါပြီးတော့ messenger ကိုတစ်ခါတန်းသွားပြီးတော့ private class လေးကို join ကျင်လို့ပါလို့ပြောလို့ရပါတယ်ကျွန်တော်တို့ဒီအားလိုက်ရရရှည်ရတဲ့အချိန်ကြရင်ဆိုရင်တယောက်နဲ့တယောက်အနားယူတဲ့ပုံစံမတူကြဘူးအာတချို့တွေကကြတော့ခီးသွားကြတယ် အဲဒါပေမဲ့တခုရှိရာခီးသွားပြီမဲ့လည်းအနည်းငယ်များကဒီစိတ်ပင်ပန်းရတယ်ခန္ဓာကိုယ်ပင်ပန်းကြတာရှိရယ်အချို့ကြတော့လည်းခီးသွားရတာဟူကိုအရင်ဟူကိုနှစ်သက်တဲ့လူတွေလည်းရှိရယ်အဲတချို့ကြတော့လည်းအိမ်မှာနာနာနေနေအေးအေးဆေးဆေးနားကျင်တဲ့လူတွေလည်းရှိရယ်ဒါပေမဲ့အသေးကြတာကကြတော့ဒီအားလက်ရက်ရှည်ထဲမှာတော်တော်ရဲ့ရည်ရွယ်ချက်ကကြတော့တခုကတူတူလေးပဲအဟာဘာလဲဆိုရင်ကြတော့ကိုယ့်ရဲ့အချိန်ကိုကိုနှစ်သက်သလိုကောင်းကောင်းအသုံးချခြင်းနဲ့ ပြီးတော့စိတ်ကျေနပ်မှုရကြတယ်ပြီးတော့ နှစ်သက်ပြီးသွားတဲ့အချိန်ကြရင်ဆိုရင်ဒါတို့ဒီနေဟောင်းမှာဟောင်းဥနေကိုဒါတို့ခြံခဲ့ကျင်တဲ့စိတ်သက်လူတင်တဲ့ဒါတို့ဒီနောက်နှစ်အသက်ကိုဒါတို့ကသွားချင်တာဖြစ်ပါတယ်ဒီရွယ်ချက်လေးကကြတော့အတူတူပါပဲအဲ့တော့ဒီဗီဒီယိုကကြတော့ဒါတို့ကကြတော့အိမ်ထဲမှာအိမ်တွင်းပုံမဲ့လူလေးတွေပေါ့အဲ့တော့ plan မရှိဘဲနဲ့ဒီတိုင်းကြီးပဲအလကားဟာတာကြီးနဲ့ပြင်းစရာကြီးကုံဆုံးသွားမဲ့အတူတူဒါတို့ဒီနေ့ပြောသွားတဲ့အချက်လေးတွေကိုချိန်ရရင်ရတယ်လို့လည်းလုပ်တယ်ဆိုရင်တော့ဒါတို့ရဲ့ holiday ကကြတော့ protected လည်းဖြစ်မယ်ကိုယ့်အကောလည်းပြန်ပြီးရော ာတွေ့မယ်ပြီးတော့နောက်ထပ်နှစ်သိမ့်မှာလည်းစိတ်သိကူသိနဲ့သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးချက်အနေနဲ့လုပ်တင်တာကကြတော့ဒေါက်တာတို့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဘယ်လိုရဲ့ well being ပေါ့နော်ခန္ဓာကိုယ် well being အတွက်အရန်ကိုအရေးကြီးတဲ့အချက်နှစ်ချက်ကကြတော့တစ်ခုကကြတော့အချိန်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပတ်ဝန်းကျင်နဲ့တသားတဲ့ nature မှာကျွန်တော်တို့သဘောဝရှုခြင်းအနေနဲ့နေတတ်ဖို့ဖြစ်ပါတယ်ဆိုတော့ပြောလိုက်ရင်တော့ဟုတ်တယ်လို့လို့ပဲနော်ဆိုတော့ဘယ်လိုစကြမလဲဆိုရင်ကျွန်တော်တို့အချိန်ကကြတော့များသောအားဖြင့်ကျွန်တော်တို့အလုပ်ချိန်တွေကမရှိတော့တာဖြစ်တဲ့အတွက် တော်တို့ရဲ့ time management ကကြတော့ညံ့သွားကြတာညရယ်ဘလို့ဖြစ်လဲဆိုတော့လူကတပြေးပြေးညရောက်မှပြူး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 တက်လာမျိုးအဲ့တော့အာဒီ make night ပေါ့နော်မိုးတောက်ထ2နိုင်3နိုင်ဒီမှာအိတ်တက်တဲ့အကျင့်ကြီးကတပြေးပြေးနဲ့အဲ့ဒီ holiday မှာအလိုလေးဖြစ်သွားကြတာညရယ်ဆိုတော့ဒီလိုမျိုးမဖြစ်အောင်တော့ queue site ဖို့လိုမယ်အဲ့တော့အတက်နိုင်ဆုံးတော်တို့ရဲ့အချိန်က10နိုင်ကြီးကိုတက်နိုင်ဆုံးပေးပါဒီချိန်တည်တော်တို့ဒီဘာမှထွေထူးအလုပ်လုပ်စရာမရှိတဲ့အချိန်ဖြစ်တဲ့ကျောက်ဟာလေးဆိုရင် အလုပ်တွေတောင်မှခောက်ထားလို့ရတဲ့အနေအထားတွေမှာရှိရဲဆိုတော့ဖြစ်နိုင်နေစဉ်တို့ရှင်းနိုင်လောက်ကလေးကကိုလို့ဆရာရှိရာတွေ digital နဲ့ပတ်သက်ပြီးလို့ဆရာရှိရာတွေလို့အဲဒါမဲ့အဲ့ဒီနောက်ပိုင်းဆိုရင်တော့ social media တွေကို cut off လုပ်လိုက်တော့ပြီးရဲ့အချိန်ကြိုင်းစင်နိုင်လောက်ဆိုရင်စပြီးအိတ်ဖို့အတွက်ကိုကိုယ့်ကို discipline လေးစားမှတ်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်မှာတို့တို့ဒီ hormone ချစ်ကောင်းတဲ့ hormone ချစ်အများကြီးထုတ်တဲ့တို့တို့ memory တွေ skin တွေအများကြီးထုတ်တာဖြစ်တဲ့အတွက် sleep ကိုတော့တို့တို့ဘယ်တော့မှကြော်သွားလို့မရတဲ့အထက်မှာပါတယ်။ဒီ sleep ကိုကောင်းမွန်ခြင်းအားဖြင့်တို့ တို့နောက်ရက်တွေမှာလုံတဲ့ကိုကိုပြန်ပြီးတော့ရှာဖွေတဲ့အပိုင်းတွေအများကြီးဟိုကိုကြိုးတက်အောင်မရှိသေးပါပါနောက်တစ်ခုကကျတော့တော်တော်တို့ဘာလို့လို့ရလဲဆိုတော့ naturally နေနဲ့အဆက်ဆက်မှုရှိအောင်ပြန်နေလို့ရတယ်ဒီခါလေးကျရင်မနဲ့မိုးလင်းတဲ့အချိန်ကျရင်ငှက်အော်တန်လေးကြားတာမျိုးလေးတွေတော်တော်တို့သတိမထားမိရတယ်ကြာပြီဒီခါလေးကျရင်ဘေးပတ်ဝန်းကျင်မှာဘာတန်လေးတွေရှိနေလဲဆိုတာတော့မှတော်တော်တို့သတိမထားမိရကြာပြီ တကယ်လို့ကိုကနေမှနေရဆိုရင် အာကိုဒီ gardening လုပ်တာမျိုးလေးတွေဒီဥယျာဉ်လေးထဲမှာနေရာမျိုးလေးတွေကိုကိုပြန်ပြီး connect လုပ်တာကြတော့လေကို recharging ပြန်ဖြစ်စေပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ social support လိုအပ်တယ်ပြီးတော့ connection လိုအပ်တယ်ဒီချိန်မှာကကျွန်တော်ဒီ family နဲ့အနီးကပ်ဆုံးနေဖို့အချိန်လည်းဖြစ်ပါတယ်တကယ်လို့အိမ်မှာ family နဲ့အတူတူနေခွင့်ရရဲဆိုရင်ပေါ့နော် purpose လဲဆိုတော့တို့ဒီအများဆုံးအပြည့်အလုပ်ထဲမှာပဲအချိန်ကုန်ကြရတာဖြစ်တယ် အမြဲတမ်း connection လေးကပြတ်နေကြတယ်ကိုဘာဖြစ်ချင်တာလဲကိုဘလို့ခံစားရလဲဆိုတာကိုကိုရဲ့အနီးဆက်ဆုံးလူပေါ့နော် family လည်းဖြစ်မယ်ကိုချစ်တဲ့လူလည်းဖြစ်မယ်ကိုတငယ်ချင်းလည်းဖြစ်မယ်ဆိုတော့တို့တို့ဒီအဟာလေးတွေကိုပြန်ပြီးတော့တိဆောက်ဖို့လိုပါတယ်တကယ်တမ်းကျတော့တို့ life မှာနေတာတွေဒီလူတွေကအများကြီးကိုကိုစီကိုလာလိုက်ထွက်သွားလိုက်လာလိုက်ထွက်သွားလိုက်ဖြစ်ပေမဲ့တကယ်တမ်းနောက်ဆုံး အရင်ခံနေတဲ့ကိုဗီနာမှာကြံရစ်တာကကြတော့လက်ချိုးရည်ရယ်ဆိုရင်9ရောက်တောင်မှမပြေပါဘူးဆိုတော့ဒီလိုမျိုး holiday အရှိရှိတဲ့အချိန်ဆိုရင်တော့ကိုနဲ့အရန်ကိုကိုရင်းနေတဲ့ကိုနဲ့တသက်လုံးမြင်ရတသားတဲ့ရှိနေတဲ့လူနဲ့ကပြန်ပြီးတော့ bonding လုပ်တာကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့အိမ်မှာဟင်းချက်စားတာမျိုး cooking လုပ်တာမျိုးလေးလုပ်လို့ရတယ်အဲ့လိုမျိုးဆိုရင်လည်းပျော်ဖို့ကောင်းတယ်ကိုတော့ creative လည်းဖြစ်ပြီးတော့ bonding time လေးလည်းပူရတာပေါ့နောက်တစ်ခုကကြတော့ဒါဘာလို့စီစဉ်လဲဆိုတော့ hobby လေးတစ်ခုကို လဲစပြီးတော့တိချောက်စီခြင်းနဲ့ပြီးတော့ social media ကိုလည်းတက်နိုင်ဆုံး short စီခြင်းနဲ့အဲ့ဒီဒီနဲ့တော်တော်ဒီကိုကိုအများကြီးပြန်လဲရှာတွေ့နိုင်ပါတယ်ဒီခါလေးကျရင်တို့ stress ကြီးများတဲ့အချိန်ကြရင်ဆိုရင်ကိုယ့်ရဲ့ဝါသနာအရင်ခံကဘာလဲဆိုတာကိုမေ့သွားပြီးတော့ကိုယ့်ဟာကိုယ်ဘာဖြစ်နေတာလဲဆိုတာတော့မှပျောက်သွားမျိုးတွေရှိပါရဲ့ဘာဖြစ်လို့လဲဆိုတော့တော်တော်ဒီမှာကျတော့ survive လုပ်ဖို့အတွက်ဒီတော်တော်ငွေကြီးအေးအေးကိုပဲခြေခံပြီးတော့စဉ်းစားရတာမျိုးတွေရှိလာတဲ့အချိန်မှာ ကိုယ်တကယ်နဲ့နှစ်သက်တဲ့အရာလေးတွေပျောက်သွားတတ်တာမျိုးရှိတယ်။ဆိုတော့အာဒီ hobby လေးတွေအကြောင်းတော့ဒီ holiday ချိန်ခါမှာစပြီးစဉ်းစားဖို့တိဆောက်ဖို့တော့အကောင်းဆုံးချိန်ဖြစ်တယ်။ social media ကိုစပြီးရှော့စီခြင်းနေဆိုတာကြတော့ဒါတို့ဒီချိန်မှာဒီဘယ်သူနဲ့မှ compare လုပ်စရာလည်းမရှိဘူးအလုပ်တွေလည်းနားပြီးဘာမှအထွေထွေထူးထူးကြီးအာဒီဟာကြီး accomplish ဖြစ်မှာလည်းမရှိဘူးခဏလေး withdraw လုပ်ပြီးတော့ဒါတို့ဒီဒီမှာတရှိနေတဲ့ဟာလေးကိုပဲငါဘာဖြစ်ချင်တာလဲအဲ့လိုမျိုး ကိုယ့်ဟာကို reflection တိုင်းရဖို့ဆိုတာက social media ပေါ်တက်ပြီးတော့သူများဖြစ်နေတဲ့ဟာတွေကိုမကြီးမားတာနိုင်ရင်ကိုယ့်ဟာကိုပြန်ပြီးတော့ charge လုပ်လို့ရတဲ့နေသားတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီကကြောက်ရတာကြောက် reflection time ကိုအပြည့်အဝအာရစီချင်တာပေါ့နော်ကိုဖြတ်သန်းလာတဲ့ဟာတွေအကုန်လုံးကို reflect ပြန်လုပ်မယ်စင်ပြေလာတာတွေတိုးတက်အောင်လုပ်မယ်ဒါလေးတွေ အတွက် ချိန်ပေးစေချင်တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ဘာလုပ်လို့ရလဲဆိုတော့တို့ဒီ stress reliever relax လုပ်ဖို့အတွက်ကိုတို့ယောဂလုပ်လို့ရတယ် gardening လုပ်လို့ရတယ်ချုပ်လူတွေကြောင့် meditation လုပ်ရတာအရင်နှစ်သက်တယ်ဆိုကြတော့တခြင်းလေးတွေနဲ့ကိုအကိုစိတ်ဖြောစိတ်ဖြောဖြေရာလေးတွေကိုနားထောင်တတ်တယ်ချိုးတွေကြတော့လည်းပဲစာအုပ်လေးတွေဖတ်ကြတယ်ချိုးကြတော့လည်း massage လုပ်ရတာလေးကြိုက်တယ်ပေါ့နော်အဲချိုးကြတော့လည်း uh breathing exercise breath quality တွေလောက်ရတာကိုကြိုက်တယ်ပေါ့เนาะဆိုတော့အာဒီခီးရရှိထဲမှာခုနကဒေါက်တာရွတ်သွားတဲ့အချက်လေးတွေကိုကိုကဘာနဲ့ကိုဘာနဲ့ကြီးကြိုက်လဲဆိုတာကိုတော့ရအောင်ရှာစီခြင်းနဲ့ဘာလို့ဆိုတော့ root နှစ်တက်ကနောက်တစ်တစ်နှစ်ကိုထပ်ကူတော့မယ်ဆိုရင်နောက်တစ်နှစ်မှာအလုပ်တွေများလာပြီးတောင်းဝန်ယူရတဲ့အပိုင်းတွေများလာပြီးဆိုရင်သိကြတဲ့ဒေါက်တာတို့ stress ကြီးက peak ကိုရောက်ရောက်သွားတဲ့အချိန်ကရှိကိုရှိနေမယ်လုံးဝကိုယ့်ကို handle လုပ်လို့မရတဲ့နေသားတွေပေါ့အဲ့လိုမျိုးနေသားတွေမှာဆိုရင်ခုနက stress ကိုအောက်လက်တစ်ခုအနေနဲ့ပေးထားမယ့်အရာတစ်ခုကိုကိုကရှာတွေ့တယ်ဆိုရင်နောက်တစ်နှစ်ကိုဒေါက်တာတို့ဒီကောင်းကောင်းမွန်မွန်နဲ့ကြောပြနိုင်ပါတယ်။ဆိုတော့ဒီအရာလေးတွေကိုတို့ဒီ9ရက်10ရက်အတွင်းမှာဖြည်းဖြည်းချင်းရှာဖွေကြမယ်။ကိုကကိုနားလည်အောင်ကြိုးစားကြမယ်။ progress မရှိလို့ဘာအရင်မတွေးနဲ့ဘာမှ result မထွက်လာလို့ဆိုပြီးတော့လဲဘာမှမတွေးနဲ့ဒေါက်တာတို့ဒီဒီချိန်မှာ mentally or physically ကိုအနားယူမယ် slow life လေးတခုကိုတော်တော် enjoy လုပ်ဖို့အရင်လိုအပ်တယ်ပြီးမှပဲ first life လေးတွေကိုနှစ်သိမ့်မှပဲဆက်သွားကြတာပေါ့လောလောဆယ်တော့ဒီနှစ်ဟောင်းမှာ slow life ကို enjoy လုပ်ထွက်ဖို့အတွက်ကိုတော်တော်တို့သင်ယူရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့ကိုဘာလုပ်ချင်လဲဆိုတာလေးထွက်လာမယ်လို့ယူဆပါတယ်ဒီဗီဒီယိုကလည်းအများကြီးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment တွေအကြောင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြပြဆုံဆုံး မေးထားတယ်ဆိုရင်ရပါတယ်အဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာယူရီယန်လေးတွေမေးတာတဲ့မိခွန်းလေးတွေအများများတယ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရော ဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ယူရီယန်လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာတို့မေးချင်တာလေးတွေကိုဒါဒါဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှိမယ်ဆိုရင်တော့3 minutes လောက်ထိကိုဒါဒါကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီး reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာဒါဒါဖြေပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းဒါဒါပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေဖြေခန္ဓာလေးကိုစုထားတဲ့ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒါဒါအမြင် အဲ့ဒီအကောင့်မှာလည်းမြန်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြန်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမဤကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒေါက်တာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီကလေးုံလေးပဲရှိသေးတယ်။သုံးမဟုတ်အာဒေါက်တာဒီ post ရဲ့အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထားမယ်ဒေါက်တာ yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုကအကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံကြမယ်နော်။